။ရွှေသမီးတို့ဝေလာရီတို့ကိုကြော်ပြီးတော့ဂေးတယောက်နဲ့တွဲနေကြဖွင့်ဟလာတဲ့ပညာ။ဂေးပရိသတ်ကြီးတို့ရင်နှကန်းဒီမာလေးရဲ့သဲဆွဲမင်းသားပညာဖွင့်ပြရတော့ပရိသတ်တွေအားလုံးဟင်ကနေဟာကနေဖြစ်သွားအောင်ဆိုရှယ်မီဒီယာမှာခြားပြလာခဲ့ပြီပဲဖြစ်ပါရယ်။ပရိသတ်တွေအနေနဲ့ကတော့လို့ဖို့ကံပတ်တွေဖြစ်ကြတဲ့မင်းသမီးရွှေသမီးမင်းသမီးဝေလာရီတို့နဲ့ဝိုင်းပြီးတော့သဘောတူထားခဲ့ပေမယ့်သူရဲ့ချီရဲကိုနိစရာလူတယောက်ကိုသာရွေးချယ်ပေးအခုလိုထုတ်ပေါ်လာခဲ့တာပဲဖြစ်ပါရယ်အထူးသဖြင့်ပညာဖုံပြေတွေ့လိုက်တဲ့သူဟာ အမျိုးသမီးတယောက်မဟုတ်ဘဲနဲ့ဂေးတယောက်ဖြစ်နေလို့ပရိသတ်အားလုံးကအံ့ဩနေကြပေမဲ့လည်းပညာပုံပြနေတဲ့ကတော့သူရွေးချယ်မှုဟာတကယ်ပဲမမာယမှုဆိုတဲ့အကြောင်းပြောလာခဲ့ပါတယ်အကြောင်းကတော့သူရွေးချယ်လိုက်တဲ့သူဟာသူနဲ့မိသားစုလိုမျိုးယင်းနေနေပေးအစားအစာရနားလည်ပေးနိုင်တဲ့မိကဲဆရာတယောက်ဖြစ်တဲ့ပင်ဂျူသတာယင်းနေကြရတာကနေခုလိုမျိုးတံမိုးထားတဲ့ relation လေးတစ်ခုကြောင်းနေသွားခဲ့တယ်ဆိုပြီးတော့မီဒီယာရှေ့ကိုထုတ်ပြောလာခဲ့ပါတော့တယ်ဘလို့ပဲဖြစ်ဖြစ်ပါမြန်မာနိုင်ငံကမိသားတော်တော်များကလည်း LGBT အတိုင်းဝိုင်းကိုလက်ခံနေဆိုပေမယ့်ခုလိုမျိုးနှကန်းဒီမာလေးတွေကိုရှာစီရဲဆိုတဲ့အကြောင်းပြချက်ကြောင့်အတော်လေးခံပြင်းနေကြပြီပဲဖြစ်ပါရဲ့ရှင်။ဆိုတော့ပရိသတ်ကြီးပညာရဲ့ဒီမိတ်ကက်ဆီယာမားနဲ့သဘောတူလားဆိုတာပြောခဲ့ပေးပါဦးရှင်။